အားလုံးမင်္ဂလာပါဒီနေ့ကကြတော့ကျွန်တော်တို့ MEAC ကနေပြီးတော့ကျွန်တော်တို့ငွေကိုကျွန်တော်တို့ Binance Wallet တစ်ချက်ကို chain နဲ့ပုံစံနဲ့ကျွန်တော်ပြောပါဒီမှာကျွန်တော် MEAC ရဲ့မှာဒေါ်လာ73ချက်ထည့်ထားလိုက်တယ်ပေါ့နော်အဲ73ချက်ထည့်တယ်ကျွန်တော် MEAC ကတိတ်မတုံးလို့နေအဲဒီထဲမှာကျွန်တော်73ချက်ထည့်ထားတယ်ထည့်ထားပြီးတော့ကျွန်တော် Binance Exchange ကိုလွှဲမယ်ဆိုလို့ရှိရင်ကျွန်တော် Binance ထဲမှာကျွန်တော် USD လွှဲမယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအရင်ဦးဆုံးကျွန်တော်ဒီမှာ FX ဆိုတာကိုတော်တချက်ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့က on chain deposits လုပ်မှာဖြစ်တဲ့အတွက်ကြောင့် on chain deposits ကိုရွှေ့မယ်ကျွန်တော်တို့ကဘာလွှဲမှာလဲ USD လောက်ဖြစ်တဲ့တကြောင် USC တုတ်ကေကိုရွေးပေးလိုက်ပဲအဲ့ဒီမှာကျွန်တော်တို့ကဒီ BSC number နဲ့လွှဲပါဖြစ်တဲ့တကြောင် BSC အဲ BSC number ကိုရွေးပေးမယ်အဲ့ဒီမှာ number address deposit address ကိုကျွန်တော်တို့က copy ကူးမယ်ဟုတ်ပြီနော်အဲ့တော့ copy ကူးမယ် copy ကူးပြီးရင်တော့ကျွန်တော်ကဘယ်လိုသွားရမလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ know address ကိုတော့တစ်ချက်တည်းတစ်ချက်ချာမှတ်ထားပေးဖို့လိုတယ် MEAC ကိုပြန်သွားမယ်ပြန်သွားပြီး MEAC မှာဆိုလို့ရှိရင်တော့ထုတ်မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် withdraw ဆိုတာကိုတစ်ချက်ရွေးပေးလိုက်မယ်ပေါ့နော် withdraw ဆိုတာရွေးပေးလိုက်မယ်ရွေးပြီးပြီး USDT ပေါ့နော်73ကျပ်စလုံးထုတ်မှဖြစ်ရ73ကျပ်တွေမယ် on chain withdraw ပဲရွေးမယ်ဟုတ်ပြီနော် on chain withdraw ပဲရွေးပေးမယ်ပြီးလို့ရှိရင် USDT အမှားကျွန်တော်တို့ withdraw address မှာကျွန်တော်တို့ကကုနာ copy ကုနာတဲ့ဟာလေးကို paste လုပ်ချလိုက်မယ် ဟုတ်ပြီနော်အလောင်း page လို့ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်အောက်မှာ network မှာကျွန်တော်ခုနကအာ BSC network ကိုတော့ရေးထားပါဘော Binance smart chain network ကိုရေးထားတယ်ကြောင့် BSC network ကိုပဲပေးရမယ်အဲရွေးပေးရမယ်ဘောနော် zero fees ပဲတပြားမှပေးစရာမလိုဘူးဘောနော် network fees က okay ပြီးလို့ရှိရင်အောက်မှာ withdraw quantity ဆိုပြီးတော့ all ကိုရွေးပေးရမယ်ဘာလို့ဆိုကျွန်တော်အကုန်လုံးကိုထုတ်ချင်တာဖြစ်တဲ့ကြောင့်ဒီ DM ကိုထုတ်ချင်သလိုထုတ်လို့ရအောက်ကကြာ withdraw remit ကပဲကြိုက်တာပေးလို့ရမပေးလည်းရတယ်ဘောနော်အမှ co fund ကိုရွေးလိုက်မယ်အဲတော့ပြီးလို့ရှိရင်ကျွန်တော်တို့ဟိုဒီမှာတစ်ချက်ဆက်လိုက်ဘောနော်ဆက်ပြီးလို့ ့ရှင် confirm withdrawal ဆိုတော့ကျွန်တော်တို့နှိပ်ပေးရမှာပေါ့နော်အဲဒီမှာကိုယ့်ရဲ့ network address တွေပိုင်းညာတွေအကုန်လုံးတင်ချက်စစ်ပေါ့နော် double check လုပ်ပြီးတော့မှအဲ့ဒါတွေနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ verification မှာကျွန်တော်တို့ email ကို verification တစ်ခုပို့မယ်ပြီးလို့ရှိရင် authenticator ကို verification တစ်ခုပို့မယ်ဟုတ်ပြီနော်အဲ့ဒီအစစ်အနေအရတော့ကျွန်တော်ဒီမှာ skip လုပ်လိုက်မယ်ဒါကတော့ကျွန်တော်တည်ပြီးသားဖြစ်မှာပါဒီမှာဆိုရှင် MEAC ကနေပြီးတော့ email ဝင်လာတယ်အဲ့ email ကိုကျွန်တော်သွားပြီးတော့ copy ကူးလိုက်မှာပေါ့နော် copy ကူးလိုက်ပြီးလို့ရှိရင်အဲ email ထဲမှာ ကျွန်တော်တို့သွားပြီး verification code ကိုကျွန်တော်တို့က copy ကူးမယ် copy ကူးပြီးလို့ရှိရင်အဲခုနက MSC ထဲမှာသွားပြီးတော့ပထမမှာ paste လုပ်မယ်ဟုတ်ပြီနော် paste လုပ်လိုက်မယ် along paste ပေးမယ်နောက်တစ်ခုကကြတော့ Google Authenticator ကိုကျွန်တော်တို့ကကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Google Authenticator ကိုသွားမယ် Google Authenticator ထဲမှာရှိတဲ့အဲကျွန်တော်တို့ MSC ရဲ့ Authenticator code ကိုသွားမယ်ဒီမှာ paste လုပ်မယ်ပေါ့နော် along paste လုပ်ပေးမယ်ပြီးရင် confirm ပေးမယ်ပေါ့နော် ကွန်ဖန်ပေးပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအဆောက်အုံပဲစက်တာဘာမှလုပ်စရာမလိုဘူးဒီမှာ process က complete ဖြစ်သွားတာနဲ့ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ဒီ MEC ရဲ့မှာရှိတဲ့ကျွန်တော်တို့ USDT ကကျွန်တော်တို့ Binance wallet ထဲကိုရောက်သွားမှာဖြစ်ပါတယ်ဒါကြတော့ MEC ရနေပြီးတော့ကျွန်တော်တို့ Binance wallet ရှိ ਉ Binance exchange ရှိ ਉ USDT လွှဲပုံလွှဲနည်းလေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်